တခါတော့ကတက္ကသိုလ်ပြည်မှာပုံနာတယောက်ရှိတယ်အဲ့ဒီပုံနာမှာအရန်ကိုတံမာထွားချိုင်းနဲ့နွားပေါက်လေးတစ်ကောင်ရှိတယ်ပုံနာကအဲ့နွားပေါက်လေးကိုဘယ်တော့မှချက်တလဲဆိုတော့သူ့မှာရှိတဲ့တံပိုးအကြီးဆုံးစံတွေကို노ထမင်းအဖြစ်လှုပ်ကျွေးတယ်ဒါပြင်မျက်နှာတွေကိုပဲရွေးချယ်ပြီးတော့မှတားတယောက်လိုကျွေးမွေးပြုစုခဲ့တယ်အဲ့မှာနွားပေါက်လေးကဘာစဉ်းစားလဲဆိုတော့ ဒီပုံသားကြီးဟာငါရဲ့ဂျေဇူးရှင်ဖြစ်တယ်ဒါကြောင့်မလို့သူ့ရဲ့ဂျေဇူးကိုဆက်ရမယ်သူ့ကိုချမ်းသာအောင်လုပ်ပေးမယ်ဆိုပြီးတော့ပုံသားကိုပြောတယ်ကုံတဲစီသွားပြီးတော့ငါရဲ့နွားကကုံစီအပြည့်နဲ့လဲပေါင်းတရာဆွဲနိုင်တယ်ဆွဲနိုင်ခဲ့လို့ရှိရင်ခင်ဗျားကကျုပ်ကိုအတပြတထောင်ပေးရှုံးရင်ခင်ဗျားကိုအတပြတထောင်ပေးမယ်ဆိုပြီးတော့ပြောခိုင်းခဲ့တယ်ကုံစီအပြည့်နဲ့လဲပေါင်းတရာကိုစီစဉ်ခိုင်းတယ်ပြီးတော့သူ့ရဲ့နွားပေါက်လေးကိုဆွဲခိုင်းဖို့စူးစမ်းတယ်ပေါ့အဲ့မှာတခုတတိမထားမိပဲနဲ့ပုံသားက အဲ့ဒီနွားပေါက်လေးကိုကောင်းကောင်းမွန်မွန်ပေးပေါ်နဲ့ဟဲ့ရောက်နွားစုပ်မင်းဒီလက်ကိုရောက်အောင်ဆွဲစမ်းအဲ့ဒီခါမှာနွားပေါက်လေးကငါဟာနွားစုပ်မဟုတ်ဘူးငါဟာနွားကောင်းဖြစ်တယ်ဒါပေမဲ့ပုံနာကမဟုတ်မမှန်ဆဲရည်တဲ့အတွက်ဆွဲနိုင်လဲငါမဆွဲဘူးကွာဆိုပြီးတော့အလုပ်လိုက်တယ်ပုံနာကနွားလေးကိုပြောတယ်မင်းကြောင့်ငါအတပြားတထောင်ဆုံးပြီငါမရှိမရှိမဲ့အကုန်ကုန်ပြီကွာလို့ပြောတယ်နွားလေးကဘာပြောလဲဆိုတော့ခမရကကျုပ်ရဲ့မဟုတ်မမှန်စကားကိုပြောတာပဲဒါကြောင့်ကျုပ်ကမဆွဲဘဲနေတာပေါ့ဗျာခမရနောက်တစ်ခေါက်ကုန်သေးစီသွားပြီးတော့ ဒီတစ်ခါအစီးနှစ်ရာဆွဲမယ်ဗျာလို့သွားပြောဗျာတဲ့ပုံနာနွားလေးကိုပြောတယ်ဟဲ့အောင်မင်းတရာတော်မရတာနှစ်ရာဘလို့ဖြစ်နိုင်မှာတုံးကွနွားလေးကပြန်ပြောတယ်ခမရကျုပ်ကတော့မဆဲနဲ့ဗျာရအောင်ကျုပ်ဆွဲနိုင်တယ်ဗျာပုံနာလည်းမယုံတဝက်ယုံတဝက်နဲ့အုံသေးစီထက်ရောက်လာတယ်အဲသူ့ရဲ့နွားကလက်အစီးနှစ်ရာဆွဲနိုင်ကြအောင်ထပ်ပြောတယ်ကုံသေးရလက်ခဏပေါ့ဒီတစ်ခါကြရင်တော့အသက်ပြတစ်ထောင်နဲ့မရတော့ဘူးအသက်ပြနှစ်ထောင်နဲ့ပြိုင်မယ်ဗျာဆိုတော့ကုံသေးရဝမ်းပန်းတတာကိုလက်ခဏပေါ့သူအလကားရမှာဦးထူးဆန်းစွာနဲ့ပဲနန္တိဝိတာလာဆိုတဲ့နွားလေးဟာ လဲစီးနေရကိုဆွဲနိုင်ပြီးတော့အသက်ပြား2000ရခဲ့တယ်။ပုံနာစီကနိုင်တဲ့လောင်းကြီးဒင်ကာ2000အပြင်ကိုပွဲကြီးပြိသက်စီကနေရတဲ့ဒင်ကာပေါင်းများစွာလက်ဆောင်ပေါင်းများစွာရခဲ့တဲ့ပုံနာတို့လင်မယားဟာနွားပေါက်လေးနဲ့အတူတဖြည်းဖြည်းအိုမင်းရင့်ရော်သွားတဲ့အထိပျော်ရွှင်စွာနေထိုင်သွားနိုင်ခဲ့တယ်။နန္ဒီဝိတာလဆိုတဲ့နွားလေးရဲ့ဥပမာကိုကြည့်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ကျုပ်တို့တွေကလူလောကမှာနေထိုင်တဲ့အခါမှာ မလို့ဘဲနဲ့ကြမ်းတမ်းတဲ့ဇကားတွေဆိုတာတွေကြောက်တွန်းတာတွေလိန်ပြောတာတွေဆိုတဲ့မုသာဝါဒစကားလုံးတွေကိုမတုံးမဲနဲ့လောကမှာအကျိုးပြုနေတဲ့လူတွေအကျိုးပြုနေတဲ့တတ္တဝါတွေကိုကောင်းစွာပံ့ပိုးပြီးတော့မှရှင်သန်သွားမယ်နေထိုင်သွားမယ်ဆိုရင် အေဂျန်တာယာလှပါတဲ့တဘာဝပတ်ဝန်းကျင်ကြီးနဲ့မုသာဝါဒကင်းစင်လာတဲ့အခါလောဘဒေါသမောဟတွေနှဲပါလာမယ်ခေယစနစ်တွေပုံမကောင်းမလာမှာဖြစ်တဲ့အတွက်ကဘာကြီးလည်းပိုအေးချမ်းသွားမယ် တန်ငယ်တမင်ငယ်တို့ဒီနန္ဒဝိတာလဆိုတဲ့နွာလာဥတ္တဖရဲ့အကြောင်းကိုနားထောင်ပြီးတဲ့အခါမှာပြောစရာရှိရင်စာချန်ခဲ့ပါ comment ချန်တာပေးခဲ့ပါနောက်ပုံမြင်လေးမှာဆက်တွေ့ပါမယ်ကျေးဇူးတင်ပါတယ်